အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ဗီဒီယိုမင်းပိုင်ဆိုဖြစ်ပါတယ်အဲကျွန်တော်ခုတော့ကတော့ကျွန်တော်မိတ်ဆွေစနေသားသမီးအားလုံးအတွက်3ရက်9လ2025ကနေ6ရက်9လ2025အတွင်းမှာကြုံတွေ့ရမယ်တပတ်စာကံကြမ္မာဟောကိန်းကိုကဏ္ဍတစ်ခုစီလာကျွန်တော်အသေးစိတ်လေးဟောကြားပေးမှာဖြစ်ပါတယ်အဲကျွန်တော်မိတ်ဆွေစနေသားသမီးတွေပေါ့လေအဲဒီတပတ်ကာလမှာဘလို့ကံရလေးတွေကြုံတွေ့ရတတ်လဲဆိုလို့ရှိရင်ပေါ့လေအလုတ်ကံရပဲစပြီးပြောကြပါတော့ဗျာနော်အဲ့တော့ဒီကာလမှာအလုတ်မရှိသေးတဲ့သူတွေဆိုရင်အလုတ်ရှာမယ်ဆိုရင်အလုတ်ရတတ်တဲ့ကိန်းရှိတယ် အဲတချို့တွေဆိုရင်ဒီကာလမှာလေပြိပသွားဖို့ကြိုးစားနေကြတယ်ပေါ့နော်ပြိပမှာအလုတ်ခေါ်ဖို့ထိုင်ဆောင်နေတဲ့သူမျိုးလေးတွေရှိတတ်ကြတယ်အဲအဲ့လိုမျိုးလေးတွေဆိုရင်ဒီကာလမှာအလုတ်ရပြီလို့ဒါမလုတ်ရပြီပဲနော်အဲ့တော့အလုတ်နဲ့ပတ်သက်ပြီးအမှန်တန်အားကောင်းတယ်ပေါ့နိအလုတ်မရှိရင်ရမယ်အလုတ်ရှိတဲ့သူတွေဆိုရင်တော့လာတာတွုံးရင်တော့မတွုံးရင်ယာရုတို့တတ်တဲ့အနေထားလေးတွေကြုံရတတ်တဲ့ဂိမ်းရှိတယ်အဲတချို့တွေဆိုတော့ယာရုတို့အပြောင်းရွှေ့လေးတွေအစားဖြစ်တတ်တဲ့ဂိမ်းတွေမှာပါတဲ့အတွက်အမှန်တန်ကောင်းတယ်ပေါ့နော်ဆိုတော့အလုတ်နဲ့ပတ်သက်ပြီးကောင်းတယ်အိုးသစ်အိမ်သစ်ရတတ်တဲ့ဂိမ်းလေးရှိတယ်အိမ်ပြင်အိမ်စင်အိမ်ဆောက်ရတာမျိုးလေးတွေအမှန်တန်အားကောင်းတယ်အိုးရင်လည်းပတ်သက်ပြီးလောက်ပါဗျာနော်အဆင်ပြေပါတယ် အဲတခုပဲရှိပါတယ်ဒီကာလမှာကိုပိုင်စီးပွားရေးပဲလို့လို့ဟိုဟာဘာပဲလို့လို့တခုတော့ရှိတယ်အဲ့ဒါဘာလဲဆိုတော့အတွင်းရန်လေးတွေရှိတယ်သတိထားအဲ့တော့ကျွန်တော်ကဝန်ထမ်းတွေထဲမှာနည်းနည်းလေးစိတ်ပူတာလေးတခုကအတွင်းရန်ကိုအဲအဲ့ဒါလေးကိုစိတ်မထိနိုင်မှလေးနည်းနည်းစိတ်ပူတယ်ဘာကြောင့်လဲဆိုတော့ကိုအဲ့လိုမျိုးတွေအောင်မြင်တဲ့အဆင်ပြေတဲ့အထက်လူကြီးရဲ့ကူညီမသားမှုတွေရတဲ့အခါမှာလုတ်ဖို့ကင်ပွဲအချင်းချင်းမနာလိုတိုက်ခိုက်တာလေးတွေပစ်စာတိုင်စာလေးတွေပေးရမျိုးတွေအစားကြုံရတာမျိုးတွေဖြစ်တတ်တယ်ကိုဝိုင်းဆွဲချဖို့အဆင်သင့်ထိုင်စောင့်နေတာမျိုးတွေဖြစ်တတ်တယ်အများနဲ့တယောက်လိုမျိုးဖြစ်နေတဲ့တဲ့သဘာဝရှိတယ်ဂယုဆက်ပေးပါနော် ဆိုတော့အာအလုပ်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ကြီးကြီးမားမားတော့မပြင်းဘူးကောင်းတဲ့ထဲမှာတော့ပါတယ်အာတခုရှိတယ်တချို့တရားကြတော့လက်ရှိအလုပ်ကနေထွက်ပြီးတော့လေအဲခုနကအတိုက်ခတ်တွေဂျုံတဲ့ခါမှာအိတ်တန်အောင်မခံနိုင်တော့နောက်လက်တခုကိုပြောင်းရင်ရွှေ့ရင်နဲ့စိတ်တွေတွေအမရန်ပေါ်တယ်လို့ခေါ်တာပေါ့လေအဲ့လိုပေါ်တယ်ဆိုတော့ပြောင်းရင်ကောင်းလာမင်းအဲဒီကလာမှာပြောင်းမယ်ဆိုရင်တော့လူများလို့မပြောင်းမနဲ့ကိုပိုင်စီဝါကြီးလို့လုပ်မယ်ဆိုရင်တော့အဆင်ပြေတယ်။သူများလို့လုပ်ရင်တော့မကောင်းလို့အကြံပေးခြင်းနဲ့ပြီးတော့အိမ်တွေပါနေနေရာထိုင်ခင်းပြောင်းမယ်ပြင်မယ်ရွှေ့မယ်ဆိုရင်ရတယ်ကိစ္စမရှိဘူးအဲ့ဒါကလက်ခံတယ်ဗျာနော်။အဲ့တော့ အလုပ်လည်းပြောင်းမယ်ဆိုရင်ကိုပိုင်စီးပွားရေးလို့လူများလုပ်တော့မလုပ်နဲ့လူများလုပ်လို့လို့ရှင်ကြတော့အဆင်မပြေဘူးဖြစ်တတ်တဲ့ကိစ္စရှိနေလို့နော်အဲဆယ်လီသားသမီးတွေငွေချင်းနဲ့ပတ်သက်လို့ရှင်တော့ဒီတစ်ပတ်ကလာကငွေချင်းစီးပွားလက်လာပါအမရန်ကန်တက်တယ်လို့ခေါ်တယ်နော်တချို့ရှစ်ပုံရှစ်ခံကြီးမားတဲ့သူတွေဆိုငွေအစုလိုက်ပြောင်းလိုက်ရတာမျိုးတွေနော်ယာရုအာနာပါဝါတွေပို့ပြီးတော့တိုးတာမျိုးတွေဖြစ်တတ်တယ်ပြီးတော့ထိပေါင်းသလိုပတ်စံအစုလိုက်ပြောင်းလိုက်ဝင်တဲ့ကိန်းထဲမှာစသွားပြီးဖြစ်တတ်တဲ့ကိန်းရှိတော့လေအမရန်ဝမ်းသာဖို့ကောင်းပါတယ်ဗျာနော်ငွေချင်းနဲ့ပတ်သက်ပြီးစုံထုံထားတဲ့ငွေချင်းတွေပါပြန်ပြီးရရှိတတ်တဲ့ကိန်းရှိတယ်ဆိုတော့ပိတ်ဆို့နေတဲ့လက်လာမလေးတွေဒီတစ်ပတ်ကာလမှာပြန်ပြီးပွင့်လန်းလာလိမ့်မယ်နော် ဆိုတော့အဲပတ်စံလေးလည်းမပြတ်ပါဘူးတခုပဲရှိတာပေါ့ပတ်စံကအပြောက်ပြက်လေးတွေတော့များတယ်ဟိုမမြဲတဲ့သဘာဝလေးတွေတော့ရှိတယ်သို့တော့စိတ်ကူစရာမလိုဘူးအဝင်ရှိလို့အထွက်ရှိတာကိစ္စမရှိဘူးလေဆိုတော့ဟိုမမြဲကမှမမြဲရောလက်နဲ့ပတ်စံမပြတ်ဖို့အရေးကြီးတာဟုတ်အဲ့တော့ဒီကလာမှာပတ်စံရလို့ရှိရင်လက်ထဲစုပ်ကန်ထားတာစာလို့ရှိရင်ပေါ့လေအဲ အဖတ်တင်တာလေးတခုလုတ်ထားရင်ပို့ပြီးတော့အားကောင်းတယ်ဗောလေအဲ့တော့ကြီးကြီးမားမားရတဲ့သူတွေဆိုအိမ်ဝယ်တာအိမ်ပြင်တာအိမ်ဆောက်တာတွေလုပ်မယ်ပြီးတော့စိုင်နေပါတယ်ဖွင့်မယ်ကိုပိုင်စီးပွားရေးတခုကိုစတင်ရင်းနှီးအကောင့်တွေပေါ်ပလိုက်ပါလားဗျာနော်ဖြစ်နိုင်တော့ဒီကလာမှာစားသောက်ဆိုင်တွေပါတယ်ဖွင့်အဲဆက်ပစ္စည်းတွေပါတယ်ရောင်းနော်စံဆိုင်ဖွင့်စံပွဲရုံတို့စီပွဲရုံတို့ဓာတ်စီတို့ဒီဇယ်တို့အကုန်လုံးရောင်းလို့ရတယ်ဗျာအမှန်တန်အကျိုးပေးတယ်စီယုံစီကန်းနေထောင်နော်အမှန်တန်အားကောင်းတယ်ဒါအပြင်အိမ်ဆောက်ပစ္စည်းတွေရောင်းဝယ်ဖောက်ပါတဲ့ကိစ္စတွေအရန်အကျိုးပေးတယ်အဲ့ဒါအပြင်အနုပညာရှင်တွေဆိုရင်ဒီကာလမှာ ထားပါတော့လေတခြင်းဖြစ်စီပါဖြစ်စီပေါ့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြည်သက်ကိုချပြလိုက်ပါကိုယ်လက်ခုပ်ဒီအာဘီထောက်ဝင်ကြမယ်ပြည်သက်တွေကြောင့်အမရာဝန်သာကြည်နူဝော်ရလေးတွေဖြစ်တည်လာပါလိမ့်မယ်ဗျာနော်ဆိုတော့အဲ့တော့ကျမကြီးနဲ့ပတ်သက်ရင်တော့စနေသားသမီးတွေကကျမကြီးမှာတော့အညံ့လေးရှိတယ်စိတ်ပူရတတ်တယ်အခက်မသိရင် तू ကဘိုက်ခွဲရတတ်တဲ့ကိန်းရှိတယ်အစာရင်အညာရောက်တာဥတက်ပေါက်တာဥရောက်တာဆိုပြီးဥတွေပါလိဖြစ်တော့ရတဲ့အနေအထားလေးတွေဖြစ်တယ်သတိထားမယ်ဒါအပြင် မျက်စိထိပြီးတော့မျက်မှန်ပါဝါလေးတွေတိုးရတာဒါပြင်ငယ်ရွယ်တဲ့သူတွေဆိုရင်မျက်နှာခန္ဓာကိုယ်အရည်ပြားတွေပေါ်မှာ အနာလိုအဖုလေးတွေပေါက်တာတွေအားစားကြုံဝတ်တဲ့ကိန်းရှိတော့အထူးအထူးသတိထားပါလို့ထက်တယ်လဲလဲအကြံပေးခြင်းနဲ့ကျမအညာလိုဆေးအောင်စီကံပြမယ်ဆိုရင်လဲအင်္ဂါသားသမီးဆရာဝန်နဲ့ပဲပြပေးပါဗျာနော်အဲအဲ့တော့အခြေအနေပတ်သက်လို့ရှင်တော့စနေသားသမီးတွေဒီကာလမှာအဲချစ်သူမရှိတဲ့သူတွေဆိုချစ်သူရရတဲ့ကိန်းလေးတွေရှိပါတယ်ဗျာနော်ချစ်သူရှိတဲ့သူတွေဆိုလို့ရှိရင်လည်းဒီကာလမှာရုပ်တရက်အိမ်အောင်ကြတာဖြစ်စေလာမယ့်အချိန်လေးတွေမှာအိမ်အောင်ပြုရမယ်ဆိုပြီးတော့နှုတ်သောတို့တိုင်ပင်ဆွေးနွေးရတဲ့အနေထားလေးတွေပြောဆိုရတဲ့အနေထားလေးတွေကစာကြုံလာတတ်တယ်ဆိုတော့ကောင်းတယ်ဗျာနော် အထူးသဖြင့်ချစ်သူမရှိတဲ့သူတွေကိုချစ်သူရရင်ကျွန်တော်ကဝမ်းသာတယ်ဗျာဒီကာလမှာလေရတဲ့ချစ်သူတွေကကိုယ့်အတွက်ကောင်းမွန်တဲ့ဘဝလက်တော်ဘောကောင်းလေးတွေဖြစ်တတ်တယ်အိမ်အောင်ရှိတဲ့သူတွေကြတော့လေစမ်းပွတ်တဲ့ကာလလေးတွေမှာဖြစ်တဲ့အတွက်အိမ်တော်ကြီးကိုမထိန်သိမ်းနိုင်မဲနဲ့တတိယတရားနဲ့ပတ်သက်ပြီးအရှုပ်ရှက်ခံမိတတ်တယ်ဆိုရင်နာမည်ကိုသိခါကြားတတ်တယ်။အဲမိမအနောက်ရှက်ဝင်တတ်တယ်ဆိုတဲ့ကိန်းအဲအဲ့လိုမျိုးဖြစ်တတ်တယ်။ရောက်ကလေးဆိုပို့ပြီးစိတ်ပူတယ်နော်သတိထား။တချို့ကကြတော့ဘာတန်သွားတော့မရှိဘူးသို့တော့အကြောင်းအကြောင်းကြောင့် ခွဲနေရတဲ့အနေအထားမျိုးလေးတွေတယောက်တည်းနေရာတိခွဲနေရတဲ့အနေအထားမျိုးလေးတွေဖြစ်တဲ့တဲ့အဲ့လိုဖြစ်တဲ့အခါမှာလဲမထိန်းနိုင်တာလေးတွေစမ်းပွင့်လုံပြီးတော့ဗောလေပြဿနာကြုံတဲ့အခါမှာအဲအနောက်ချက်လေးတွေတော့ရှိတတ်တယ်အဲ့ဒါနေတော့အတန်းတိုင်းဆုံးရှောင်အဲ့လိုမျိုးမရှောင်နိုင်ဘူးဆိုရင်ခုနကဝင်လာမယ်ဆိုတော့ငွေကြေးစီးပွားလက်လာပါတွေကပိတ်ကြသွားရင်ဘာမှလုပ်လို့မရတော့အခက်မသိအောင်ပတ်သက်တဲ့အခါမှာကောင်းမှုမပတ်သက်ရပဲနဲ့မိမကြောင့်အမှုအခင်ဖြစ်တာမျိုးတွေရာစာကြုံရတတ်တယ်နော်အဲ့ဒါဒိဋ္ဌိလေးဒါရောကြေးလေးပါတယ်အတောင်းခံတာအဲ့လိုမျိုးတွေရာစာကြုံရတတ်တယ်အမျိုးသားလေးဆိုပုံပြီးဒိဋ္ဌိထားပြီနော်ပြီးတော့ဒီကာလမှာသူက အမေကိစ္စကြောင့်ဖြစ်စေအမွေကိစ္စကြောင့်ဖြစ်စေအမှုကင်းတွေဘာတွေဖြစ်တတ်တယ်သတိထားဖြစ်ရင်တရားမမှုပုံစံမျိုးဖြစ်ရင်အကြာကြီးဖြစ်သွားတတ်တယ်ဗျာနော်အမေတွေဘာတွေတော့ဝယ်လို့မသိတော့သေးဘူးမဝယ်ပါနဲ့ဦးနော်အဲ့ဒါတွေတော့ခယူဆိုင်ပေါ့အဲ့တော့ပတ်သက်တဲ့သူတွေကလည်းဒီကလာမှာအဲတနင်္လာသာသမီတို့ဘုဒ္ဓကူသာသမီတို့ကိုယ်ကိုကောင်းကောင်းလေးတောကပေးလိမ့်မယ်သတိတော်တော်လေးထားပါနော်အဲတနင်္လာဘုဒ္ဓကူအကြောင်းပြုပြီးစိတ်ငြိစိတ်တော်ကလေးတွေရောက်လာတတ်တဲ့ဂိမ်းရှိတယ်ကိုယ့်ရဲ့အိမ်မှာသာသမီတွေရှိလို့ရှင်ပေါ့လေကိုယ့်စီကနေထွက်သွားတာမျိုးတွေဖြစ်တတ်တယ်သို့မဟုတ်အလုပ်သမားတွေဘာတွေရှိလဲဆိုလဲအောက်လက်ငယ်သားတွေဘာတွေရှိလဲကိုယ့်စီကနေထွက်သွားတတ်တဲ့ဂိမ်းလေးတွေရှိပါတယ်ဗျာနော် အဲ့ဒါတွေတော့ဂယူဆိုင်ပေးပါနော်အဲပညာရေးနဲ့ပတ်သက်လို့ရှိရင်တော့စနေသားသမီးတွေဒီတစ်ပတ်ကာလကပညာရေးကံညံ့နေဗျအာညံ့နေလို့ပဲပြောရမှာပေါ့လေဆိုတော့ယောဒနာပညာအကြောင်းနဲ့ပတ်သက်ပြီးအကြောင်းလျှောက်တဲ့ကိစ္စတွေကအဆင်မပြေဘူးနော်ပယ်ချခြင်းခံရတာမျိုးတွေဒီကြုံရတဲ့ဂယူဆိုင်ပေးနော်စောင်းမွေးတွေပါဖြစ်ရင်ကြားရတဲ့ဂိမ်းလေးရှိတော့ဝရိယအားလေးကိုနှစ်ဆလောက်တင်ပြီးကြိုးစားမှတော်ကကြမယ်ဆိုတော့လေးသိသိချင်ပါလေဗျနော်ဇူလိုင်လ3ရက်4ရက်5ရက်6ရက်9ရက်10ရက်ကိုရက်ဇက်တိုက်ပါပဲအဲဒီတစ်ပတ်သာကာလလုံးကအဲ့ချက်တွေအကုန်လုံးကကို့အတွက် ဟိုအရင်ကအပြင်မှခံပြီးကြိုးစားတဲ့ကိစ္စတွေကနေကောင်းတဲ့အကျိုးဆက်တွေရရှိလိမ့်မယ်အလောက်အတွက်ကိုယ့်ထက်ကြီးခဲ့တဲ့အထက်လူကြီးမိဘဆရာသမားစသည်အဖြစ်ပေါ့လေအဲသူတို့စီကနေလိုအပ်နေတဲ့အကူအညီတွေရရှိတတ်တယ်နော်ပြီးတော့သူတို့နဲ့တိုင်ပြီးသူတို့စီကအကြံဉာဏ်လေးတွေယူအမှန်တန်ကောင်းတယ်ဗျာနော်အရှိမရောက်ရက်ကနေကောင်းသောစကားလေးတွေကြားတတ်တဲ့ဂိမ်းလေးတွေမြင်ရတယ်ဗျာနော် ပြီးတော့ဒီကာလမှာကျန်းမာရေးညံ့လို့ရှိရင်လည်းစေဝါကုသမှုခံယူမယ်ဆိုရင်အနာနဲ့ဈေးနဲ့တူပြီးအမြန်ဆုံးတက်တာပြောင်းလဲသွားမယ်ဆိုတဲ့ကာလလို့ခေါ်တဲ့အတွက်အသေးစားတာတစ်ခုစီဒီတပတ်ကာလဒီစနေသားသမီးတွေအတွက်ကံအထောက်ပံ့ကောင်းလေးတွေအဲရရှိပိုင်ဆိုင်တဲ့ရတပတ်ကာလဖြစ်တယ်ဆိုတာလေးသိသိချင်းနေဗျာနော်အဲ့တော့ဒီတပတ်ကာလမှာအဆက်ရောင်အနီရောင်နှုတ်နှစ်ရောင်အဝါရောင်တို့ကိုအဓိကထားဝတ်ဆင်သုံးစွဲပေးပါစိတ်ချမ်းပန်းစပယ်ပန်းဗရိမနိုင်ပန်းကြောက်စိန်ပန်းတို့ကိုအမေမျိုးယုံကြည်ကိုဝယ်တဲ့ဖခင်မှာဖခင်ပန်းကတ်တာပဲဖြစ်ဖြစ်အနေအဲ့ကနေမှာအလဘပန်းကိုထိုးတာမျိုးပဲဖြစ်ဖြစ်ပြုလုပ်သုံးစွဲပေးပါ အဲကျွန်တော်မိတ်ဆွေစနေသားသမီးတွေပေါ့လေကောင်းတဲ့ကံလေးတွေအများကြီးရှိတယ်အနည်းငယ်တော့အညံ့ခိုက်လေးတွေကလည်းပါတာပေါ့ဗျာအဲ့တော့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေပို့ကောင်းရရရလေးခြေရမယ်ဗျာနော်အဲ့တော့ရရရနေနဲ့ဘာလုပ်ရမလဲဆိုတော့ရဟန်းတန်ခါတော်တဘာဘာကိုစေဝါဒါနလေးလူတန်းပြအောင်လူတန်းပေးပါဗျာနော်ဒါအပြင်ကိုထက်နှိပ်ပါတဲ့ချွတ်တဲ့ခလေးလေးတွေပေါ့လေအဲအဲ့ဒါကိုစောင်းနဲ့ဘော့ပင်လေးဝယ်ပြီးတော့ဒါနပြုလူတန်းပေးလိုက်ပါဗျာနော်အဲ့ဒါဆိုတော့ကျုံရတဲ့အညံ့လေးတွေกินပြီးတော့ကောင်းတဲ့ကံလေးတွေကအေကံမှုတ်ချပိုးရေးကောင်းသွားပါလိမ့်မယ် စနေသားသမီးအားလုံးစိတ်ချမ်းသာရင်ကိုကြီးကျမ်းမာခြင်းများဖြင့်ပြည့်စုံကြပါစေလို့ကျွန်တော်ဆုမွန်ကောင်းတောင်းပေးပါတယ်။